သုံးနှစ်အတွင်းဟိုဖြတ်ပေးပေါ့ဒီမင်းမင်းလိုင်းကိုဖြုတ်ဖြုတ်ပေးဟိုရှစ်တာလေးအလုပ်ပေးမယ်အိမ်မီလောင်ကြီးလောင်သွားပြီသူတို့ပြဆောက်မယ်ပေါ့အဲ့လောက်ထိလူထုကကျွန်တော်တို့တောင်းလိုင်းကိုအပီးတော့အာကျွန်တော်တို့တောင်းလိုင်းရဲ့အဖွဲ့စည်းဟောင်းတွေကဟိုတောင်းလိုင်းရေလှုပ်လာခဲ့တာကြာပြီပဲငါတို့ပဲဥဆောင်ရမယ်ဆိုတဲ့အမျိုးကျွန်တော်တို့မှမရှိဘူးဟုတ် မင်္ဂလာပါဒါကျွန်တော်အဖိုးတနေ့ရစီရောက်နေတာပေါ့နော်အဖိုးကဒါ KNBB မှာလည်းဘိုးအလုပ်ဘူးဆောင်ဖြစ်တယ်လို့ပေါ့နော်အစိုးရဘက်မှာလည်းကာကွယ်ရေးတူဝင်ကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလူငယ်တွေနဲ့ဒီ KNBB တွေကအဲ KNBB တွေကပေါ့နော်ဒါအခြေအနေတွေနဲ့ပတ်သက်လို့အားတက်စရာတွေပြီးရင်အရေးကြီးတဲ့အချက်တွေပေါ့နော်အချက်တွေအဓိကအချက်တွေအဲ့အိုင်းနဲ့ပတ်သက်လို့အဖိုးမေးချင်တာပေါ့နော်ဖိုးမင်္ဂလာပါโอเคမင်္ဂလာပါမင်္ဂလာဟိုအဓိကတော့ဒီ KNB ပြည်နယ်မှာပေါ့နော်ကျွန်တော်ရောက်တဲ့ချိန်မှာလည်းအားရကြရည်လည်းတွေ့ရတယ်ပေါ့နော် တွေ့ရတယ်ပြီးရင်ကိုကိုယ်တိုင်လည်းအားတက်ရတယ်အတူယူစရာတွေလည်းရှိတယ်။အဲကြောင့်ဘိုးအနေနဲ့ဆိုရင်ရောဒီ KND ပြည်နယ်တဲကအားတက်စရာဒါမှမဟုတ်လည်းစိတ်ကျေနပ်စရာအကောင်းဆုံးပေါ့နော်ဒီဒေါ်လာရေးမှာပေါ့အဲဆိုရင်ဘယ်အချက်တွေမျိုးဖြစ်မလဲ။ဟိုအားရက်စရာတွေကတော့တပုံကြီးပါအများကြီးဥပမာဒီအနာတိတ်ပြီးတဲ့နောက်ပိုင်းမှာအာလူငယ်အာလုံးနိဗ္ဗာန်ပေါ့နော်ဒီပြည်နယ်ထဲမှာရှိတဲ့လူမျိုးဟိုဘာသာမျိုးလူမျိုးမျိုးပေါ့လေ ရောက်တိုင်းလူထုရောက်တိုင်းလူမြင်တွေကဒီမြောက်လိုက်ကိုတိုက်ဖို့ခိုက်ဖို့ဟိုဖြုတ်ဖို့ကလူတိုင်းမှာစိတ်ဆန္ဒရှိတယ်ဒါကပဒမအတာချက်ပေါ့နော်ဒုတိယအနေနဲ့ကဒီဒီတောင်လိုင်းရေးလောက်ဖို့ဟိုလုံနေတဲ့လူမြင်တွေကိုနောက်ကနေမိဘတွေကိုနိုင်ကပပူပေးတယ်နော်မသူတို့ဘောစာဝနေကစာကုန်တောင်းဝယူပေးတယ်ပဒမတနေ့နေ့မှာဒါတွေအားလေအားရစရာပေါ့ဟိုအဲ့တော့ဒီလူငယ်ဒီရှစ်မှာဒီလောက်လှုပ်ရဲတယ်မိဘကိုနိုင်က အပီးတယ်ဗျလေလူထုရဲ့95 80ရာခိုင်နှုတ်ကပါဝင်နေတယ်ဒါကတော့ကျွန်တော်တို့တွေ့အားရဆရာဒီအများကြီးပါဟိုနောက်မှရှိတဲ့ဟာဒီလေအလုံးဟိုစူးကြကြတယ်လူထုကိုယ်တည်းကဘာပြောလဲဆိုတော့တောင်းနေအတွေ့ဟိုဖြတ်ပေးပေါ့ဒီမင်းမြောင်းလိုက်ကိုဖြုတ်ဖြုတ်ပေးဟိုရှိတာလေအလုံးပေးမယ်အိမ်မီလောင်ရီလောင်သွားမယ် ကရုပြဆောက်မှာပေါ့အဲ့လောက်ထိလူထုကကျွန်တော်တို့တောင်းလိုင်းရေးကိုအပ်ပြီးတော့ဟိုအားရစရာဖြစ်တယ်ပေါ့လေဒါကတော့ဟိုပထမတစ်ချက်နှစ်ချက်အားရစရာဟိုအချက်တွေပါလူငယ်တွေကလည်းတကယ်ကြိုးစားပါတယ်ဟိုလှုပ်ရဲတယ်၊ကန့်ရဲတယ်၊တည်ရဲတယ်စသဖြင့်ပေါ့လေဒီတတိယတော့အများကြီးဟိုဒီအားဖြစ်စေတယ်နောက်မှမှလည်းသူတို့လေးဂုဏ်ယူပါတယ်ဟုတ်အဓိကလူထု လူထုရဲ့ပါဝင်မှုပဲပြောရတော့เนาะဟိုအဲပြီးရင်လူငယ်တွေကလည်းနေသားလို့မနေပဲနဲ့ဒီကိုပြည်နယ်လွတ်မြောက်ဖို့အတွက်ကိုဝိုင်းဝန်းပြီးတော့ကြိုးစားတဲ့အခါနောက်ကနေပြီးတော့အခုနကတော့80ရာခိုင်နှုန်းဆိုတာအကုန်လုံးနှိပါလို့ပဲပြောရမှာပေါ့ဟိုအကြအဲ့လိုမျိုးပံ့ပိုးပေးတဲ့ဟာလည်းအရင်ကြီးကြီးတယ်ဆိုတဲ့ဟာတွေ့ရပါဝင်မှုပေါ့เนาะဟောလုံးလဲတွေ့ခဲ့တယ်စနစ်တွေဆိုလဲအဲလူငယ်တွေကအရင်ဥဆောင်နိုင်တယ်ဟိုအသက်အရွယ်ကြီးလိုက်ရင်တကယ်လေးစားအားကြအများကြီးကိုထက်ငယ်တော့เนาะ ဒါပေမဲ့တို့ယူလာတဲ့တာဝန်တွေကတကယ်အကြီးကြီးမားမားတွေကြီးပဲဒါပေမဲ့အဲ့တာဝန်တွေကိုလည်းခြေပြောင်းအောင်တို့ထမ်းဆောင်နေကြတယ်အဲကြည့်လိုက်ရင်လည်းလုံးဝညှဉ်းညူလာမျိုးမတွေ့ရဘူးဟိုစိတ်တကြတဲ့မျက်နှာလည်းတရားမှမရှိဘူးပေါ့နော်တကယ်အစေအတက်ကြွစာနဲ့ပါဝင်နေရလဲတွေ့တယ်ပေါ့နော်အဲ့တော့ဖို့ဒီလူငယ်တွေရဲ့ဥဆောင်မှုခန်းကဏ္ဍတွေပေါ့နော်လူငယ်တွေကိုနေရာပေးမှုခန်းကဏ္ဍတွေကဒီကင်းဒီပြည်နယ်ထဲမှာတော်တော်များများကိုတွေ့ရတယ်ပေါ့အဲအဲကြောင့်ချိုးကြတော့လူကြီးပိုင်းနေနဲ့လူငယ်ပိုင်းနေနဲ့ဒီတော်လိုင်းမှာပေါင်းစည်းဖို့ကြိုးစားတဲ့အခါသားဇာတာမဖြစ်တာတွေ ခက်ခဲတာတွေအဲပြီးတော့အတိုက်ခံနေဖြစ်တာရှိတာပေါ့ဗျ။အဲဥစ္စာတွေကိုဖိုးလို့ဘလို့ထိန်းចောင်းခဲ့ရလဲဘလို့ပုံစံမျိုးအဲပြုပြင်ခဲ့သလဲပေါ့။အမ်ခုနအာရဆရာပြောတဲ့အထက်မှာတစ်ချက်လောက်ထပ်ဖြည့်ဆွဲခြင်းတကလူထုအပြေပေါ့လေ။ပြပရောက်နေတဲ့နေရာတကမှာဟိုရောက်နေတဲ့ကျွန်တော်တို့လူထုဒီကိုနိုင်ကလည်းဒီတောင်လိုင်းရေကိုတော်ဟိုပပူပြကြတယ်။အဲဒါလေးအာရဆရာပေါ့နော်။ရေတို့ကဒီလောက်ဖြစ်လာခဲ့ဘူးပေါ့။တော်တော်ဒီနောက်ပိုင်းက လူတိုင်းက ပပိုးတော့အားရစရာတွေကောင်းတော့ဗောလေသူတို့လေးကျေစုတင်တယ်အဒီမှာတော့ကျွန်တော်တို့လှုပ်ရင်းနဲ့အလူငယ်တွေကိုနေရပေးရမယ်ဆိုတာတော့ကျွန်တော်တို့ဟိုစကတဲ့ဟိုတိတ်တယ်ဗောလေကျွန်တော်တို့ကိုနိုင်ကလူငယ်ဒီအစီယုံဂရီနီလူငယ်အစီယုံကနေတက်လာတော့လူငယ်တွေကိုဘယ်လိုနေရပေးရမလဲလူငယ်တွေကဘယ်လိုနေနေရယူရမလဲစသဖြင့်ဗောအဲ့ဒီဟာတွေကိုအချိန်ခံပြီးမှ ခမမရတော့ကျွန်တော်တို့လူငယ်တွေနေရပြည့်တာဖြစ်ပါတယ်အမ်ကျွန်တော်တို့လုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့အဖွဲ့အစည်းတစ်ခုတိုးတက်ခြင်းနဲ့ဆိုရင်ဟိုအရေးဆုံးစဉ်းစားမှာပိဆတ်မှုပေါ့နော်ပိဆတ်ကိုကဘာပြနိုင်လဲဆိုတဲ့ဟာဟိုအရေးဆုံးစဉ်းစားတယ်ဟိုအဲ့တော့ဒီဒီချိန်မှာအာကျွန်တော်တို့တောင်လိုင်းရဲ့အဖွဲ့အစည်းဟောင်းတွေကဟိုတောင်လိုင်းလောက်လာခဲ့တာကြာပြီပဲငါတို့ပဲဥဆောင်ရမယ်ဆိုတဲ့အမျိုးကျွန်တော်တို့မှမရှိဘူး ဒီပြင်းနယ်တစ်ခုလို့ပေါ့လေ green p က kpp ပိုင်တစ်ဖက်တစ်ပိုင်နဲ့တိုင်းပြည်မဟုတ်ဘူးဒါလူထုပိုင်နဲ့တိုင်းပြည်ဖြစ်တယ်အဲ့တော့ငါတို့တန်လေးဥဆောင်ရမယ်ငါတို့တန်လေးအစိုးရဖွဲ့ရမယ်ဆိုတဲ့အမျိုးကျွန်တော်တို့စဉ်းမမရှိဘူးစိတ်ကရေပေါ်ကြမှာပဲအဲ့တော့စိတ်ပူရတော့ဗောဟုတ်ကဲ့တိုက်ပွဲလေးဖြစ်ကျွန်တော်ကျွန်တော်မသိတဲ့လူတွေကအများကြီးသိလာတယ်အမေရိကန်တို့ဂျပန်တို့ဒီမလေးရှားတို့ဟုတ်ထောက်ပို့အဖွဲ့တွေက ဘယ်လောက်ထိပြောလဲဆိုရင်ဆရာဒီချိန်မှာတော့ဖြားလို့မရအောင်လေဆရာမဖြားနိုင်လေလုံနေကြ။အော်။ဒါတော့မလေးရှားအထူးဖြစ်မလေးရှားပေါ့။အော်။အဲ့တော့မှလူငယ်တွေကသူတို့ကိုမတီးဘူး။ဟိုအိုးလူငယ်တွေလေးပါတယ်ရခိုင်လူငယ်တွေလေးပါတယ်။ဒီဒီဟာဒီကိုသူတို့ထောက်ပို့လုပ်ပေးတယ်လေဆိုတော့ကျွန်တော်ဖြားတော့ဆေးကိုရောက်သွားတယ်နဲ့သူတို့တိတယ်။ကျွန်တော်လည်းအများကြီးကြည့်ကြတယ်။ပြောလို့ပြောတော့မှကျွန်တော်လူမြန်နေလို့ကဆေးကိုတက်တော့ဆိုတော့ဟုတ်ကျွန်တော်မျိုးသမီးကကေစာဖြစ်တယ်။ ျွန်တော်ကတိတကြပြီးနောက်ထောက်တောက်ကလေးကကျွန်တော်ဆေးကိုတစ်ခေါက်ရပ်ပြီးပြီအဲ့ဒီကလေးကအယိုးကပက်နေနေပြီလေဆရာဝူကြီးပြောတာတော့အစ်စစ်နေရတယ်ပေါ့ဒါပေမဲ့လှုပ်ချမ်းတော့မလှုပ်နဲ့သူပြောတော့နောက်ထောက်နှစ်ရောက်လာတော့မခံနိုင်တော့အဲ့ဒီတော့လည်းလှုပ်ရှုပ်ပြီးရောဟုတ်ကဲ့ကိုပြဲလွားရစီဝေးထိုင်ရနဲ့မခံနိုင်တော့အဲ့ဒါနဲ့ဒီဇင်ဘာလမှာကျွန်တော်ဆေးကိုပျက်လိုက်တယ်ပြီးနောက်ထောက်23မှာခွဲစိတ်လိုက်တယ် အဲ့ဒါအစ်စ်တပိုင်းထုတ်လိုက်ပြီးသူဆီလီကွန်နဲ့ရထထားတယ်နော်ခုကဟိုစတီနဲ့ဒီလိုတတ်ထားတယ်အော်အဲ့တော့ဟိုဖြုတ်လိုက်ရအာအဲ့ဒီဟာတွေနဲ့ထိုင်လို့မရဘူးဒီလိုမျိုးမိမဆန့်ထားမှာအာအဲ့ဒါခေါင်းအုံးလေးနည်းနည်းလေးပဲအဲ့ရတယ်အဲခံတီးရောမရဘူးအခုလည်းပဲအဲ့တော့ကားစီးတာဟိုလာချားလေးအဆင်ပြေဘူးဟော အဲ့ဒါပဲဟိုသူတို့လူငယ်တွေကတော့ကိုယ်လေးမျောလစ်တယ်လေနော်အကူချင်းတယ်ဆက်ဆက်ချီတော့အာဖီလီဖီလီတယောက်ရှိသေးတယ်ကျွန်တော်နဲ့ဒီကေဒီရဲ့တွေ့ကျွန်တော်လှုပ်လှုပ်ပြီးနေတော့သူတို့လေးတည်တယ်လေဟုတ်ဟိုအပြန်လာတဲ့ငွေမှတမန်လေးကျွန်တော်စီပဲလာတယ်ကြာလာတော့ကိုယ်လေးမခံနိုင်ဘူးဟုတ်အမေတို့လာငါနဲ့လာနေမှရမယ်ဆိုတော့ဟိုသူတို့ရောက်လာတယ်အာသူလေးပါတော့ ကိုကလေးလေးပါလာနေပြီးမှဘာနေဆိုရင်မင်းတို့ဒီလိုလုပ်ပစ္စည်းကစားတို့ဝယ်ပြီးတော့စံပိုက်တော့နောက်ပိုင်းဒီပစ္စည်းဝယ်ဖို့ငါနဲ့တယောက်လာနေငွေကြိုက်ဖို့ငါနဲ့တယောက်လာနေဟိုအဲ့ဒါဟာမျိုးတွေသူတို့ခေါ်ခေါ်တော့ခုနှစ်ယောက်လာတဲ့ခုနှစ်ယောက်လောလာနေတယ်ခုနှစ်ယောက်လောလာအဲပြီးတော့ဘုချုပ်ဘီချူနာမနဲ့ယောက်လောကျွန်တော်ပို့လိုက်တယ်ကျွန်တော်ငါးယောက်ကျွန်တော်နားမှာဆိုတော့နောက်ပိုင်းတပိပိသူတို့လွှဲပေးလိုက်တယ်လေအလူရှင်နဲ့လည်းတိုင်းရဲ့သူတို့ချက်ပေးလိုက်တယ် အစပိုင်းကတော်တော်ယုံရတယ်အဲသူတို့တွေ့ဖို့ကျွန်တော်ဆေးရုပ်သွားမရောက်သွားဘူးဆိုဥမာဖြစ်တဲ့ဟိုဖြစ်လာဘူးအာကျွန်တော်ဖလင်ကဒီလိုဖြစ်တော့မှာပဲဆိုတော့အာလူငယ်တွေကထွက်လာတော့မှာပဲဆိုတာသိတယ်လေအဲ့ဒါနဲ့ကျွန်တော်လေကော်မှာပဲရှိတယ်လေကော်ကနေကျွန်တော်ဒီဖက်ဆက်ပြန်လာပြီးမှအစီဝေးပြန်လာလို့တော့အာကျွန်တော်ဒီနေပြတ်တွေတိုင်ရင်မှုတွေဘုံမှုဖမှုပါဝင်ပေါ့ ူနေရခွဲလိုက်တယ်။ဥမာဘုံဖမ်းမှုနဲ့ဆန်နေတဲ့ဥစုမချီမတနေ။နော်ဘုံမဲကဟုတ်ရှာတော့မှာကနေ။အဲတိုင်မှုတယောက်ကလွယ်ကောမတနေပေါ့။နော်။သူတို့ကျွန်တော်တင်နန်းခွေးပဲရေဆိုတော့လောက်လိုက်တာ။နော်။တင်နန်းလူငယ်တွေကဘလို့ဖြစ်စစ်တိုက်တော့မှာပဲပေါ့။နော်အဲ့နဲ့ဂျိုဂျိုတိဂျိုတိအဲကျွန်တော်ပလန်ထားတယ်။နော်။ပလန်ထားတာကျွန်တော်လေးတစ်ဖက်မှာဟိုခါကနခါပြဒနာနော်မြို့မြေပြဒနာရှိတော့ ဟိုကျွန်တော် plan ထားတဲ့ဟာကဒီတင်နာကျွန်တော်တလခွဲလောအနည်းဆုံးတင်နာဟိုတက်ပေါ့ပြောတာမရဘူးလေနပါလောပဲတပါလောပဲအဲ့လိုမျိုးအနေနဲ့သူတို့ကအာနပါလောတော့ဖြစ်ပါတယ်အဲ့ဒီဟာပြီးတယ်နဲ့ကျွန်တော်ကဒီဒီဖွဲ့စည်းမှုပေါ့ကျွန်တော်တို့ထဲလာပါလို့ကျွန်တော်မခေါ်ဘူးဘာဖြစ်လဲဆိုရင်သူတို့ကလူငယ်တွေဖြစ်တယ်နောက်မှဒီစိတ်ဟိုစိတ်အားထက်တာလို့ ဟိုလှုပ်ကြတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့မှာတစ္ဆာကြီးတောက်ရတယ်နေစုပ်တောက်လာတော့တင်းနဲ့တက်ရတယ်ပြီးရတော်လိုင်းမပြီးမချေကတောင်ထဆောင်မယ်ပေါ့ကျွန်တော်တို့ကစိတ်ကားရှိတော့လူငယ်တွေကသူစိတ်အားထက်တာအခုချစ်ချစ်တိုက်မယ်ဟိုမြန်လိုက်ပြုတ်ရီနားမယ်ပဲအဲ့လူများတယ်လေဆိုတော့ကျွန်တော်ကတင်းနဲ့ပြီးပြီးမှအဖွဲစည်းတစ်ခုခုဟိုထောင်ပေးလိုက်မယ်တွေ့ထပ်ပြီးသားပဲသို့တော့လူကဆေးကိုရောက်လာတော့ PDF အရေးဆုံးထွက်လာတာအော်နော်မကူပြီးထူတော့မှ GSA ဆိုတာရေစုံ Green State Army ပေါ့ဟုတ်သူထောင်လိုက်ပြီဟုတ်ဆိုတော့တခါသူတို့ခေါ်မှမဟိုဟိုပြဆုပြဆုမှမဖွဲ့စည်းမှုကောင်းကောင်းလုပ်ကြဒီတယောက်တပေါက်လုပ်နေတော့မဖြစ်ဘူးဆိုတော့မှသူတို့ကိုဗီထူးတို့ဟိုကိုရီဒူတို့ပေါ့အာအဲ့ဒါနဲ့သူတို့ပြဆုကြတာရှင်ကျင်ရဲ့ဆိုတာဖြစ်လာတယ်လေကျွန်တော် plan ထားတဲ့အတိုင်းသာကိုကွက်သေးဝေတို့ စပ်ဘဲကလေးပြတ်တယ်ဟုတ်ဟုတ်အာဦးမလူထူကလေးအပင်းမှုကောင်းတယ်လေနော်ဟုတ်ဟုတ်လူထူကကျွန်တော်ကအာဘလိုဖြစ်လူထူကပတ်ပို့မှာပဲဆိုတော့ဒီရက်ပေါ်ဒီကျွန်တော်ကြွေးဖို့ကဟိုလေးမပူရဘူးလေဟုတ်ကျွန်တော်ပူရမှာကလည်းနေခင်ရတခုပဲဟုတ်ဟုတ်အဲ့ဒါတော့ဒီကင်ဒီဖြစ်လာတော့ဟိုကျွန်တော်လေးစိတ်ကိုရောက်သွားပြီရောသူတို့တိတ်ဟိုချုပ်လို့ပဲသူတို့ ဆယ်မဟိုရမ်ပင်းနေလို့အဲ့တော့ဘုချိုးလုံးနဲ့သူတို့လူငယ်တွေကခုနဟိုမြပြအထီးကမတိကြဘူးလေအနေထားဘုချိုးလုံးကတော့အကြီးခေကရေပေါ်တိုင်းမဲ့သူသူထိထိမဲ့ပေါ့ဒီကခေရေပေါ်တွေသူမတိလိုက်ဘူးတကလေအမိတ်မပေးပြီနဲ့ဥမာကျွန်တော်တို့အကြီးရေပေါ်ဆိုတာကဒီစကားတိုင်းပါမင်းတို့ဟိုဘက်သွားပါဆိုမှသွားရတယ်လေ ်ဒီဟာမလို့ရသူရှိတဲ့နေရာချမှာပဲပေါ့ဆိုတော့အမိတ်60မလို့ဟိုအဲ့လိုမျိုးဟာတွေကွာတယ်လေတော်လိုင်းကြီးလုံမယ်လက်နဲ့ကင်မယ်နှောင်းမလူထုအတွက်အလုံးလုံမယ်မြို့သားအတွက်အလုံးလုံမယ်ဆိုတော့လူတိုင်းကိုကျွန်တော်တို့စုစည်းလိုက်တော့အာတနည်းအားမသဆုပ်ကြမယ်ငါတို့အောက်မှာလာနေပါလို့ကျွန်တော်တို့မပြောဘူးအာတနည်းအားမသဆုပ်ကြပြီးမှဒီပြည်နယ်အတွက်အမျိုးသားတွေအတွက် အာတောင်းလိုက်လဲလုံမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဟိုအစစ်စေနဲ့ပေါ့လေအဲ့ဒီမှာလူငယ်ရောလူကြီးရောတွတ်စုမိကြတယ်အဲ့ဒါတော့ကျွန်တော်တို့စဉ်းစားရမှာကလူကြီးကတော့ခိုင်မာတာပေါ့လေအာခိုင်မာမှုရှိတယ်သို့တော်လူငယ်ကခင်းနေရင်သူသူ့မှာအားအေးရှိတယ်အဲ့ဒီဟာဒီကျွန်တော်တို့ကောင်းကောင်းပေါက်ဆတာဖို့ဟိုလိုအပ်ပါတယ်အဲ့ဒါဒီကျွန်တော်လူငယ်ဒီဟိုအာလူငယ်ကတော့ဖြစ်ချင်တယ်လှုပ်ချင်တယ်ကြိုက်ချင်တယ်ဒါကတော့ လူတိုင်းပဲလူငယ်ဆိုတဲ့မျိုးကလူကြီးမှာတော့ဒါဖြစ်တဲ့နေဒါလှုပ်တဲ့နေဆိုတဲ့ကတော့သူတို့မှာစေစားချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလူကြီးဖြစ်ခြင်းနဲ့ဟာ90ရာခိုင်နှုန်းပေါ့လေလူငယ်ဒီဖြစ်ခြင်းနဲ့ဟာ90ရာခိုင်နှုန်းပေါင်းလိုက်မလှုပ်မဖြစ်ပဲနဲ့မရှိဘူးဆိုတော့ဒီထက်မှလေလူငယ်တွေကဟိုတက်ကြွတယ်လှုပ်ချိကြိုက်ချိစိတ်ရှိတယ်သို့တော့ငါတို့ကြီးပဲမာနယ်လို့တော့ဟိုတစ်ချက်ဟိုတစ်ဆက်အောင်မတွေးလို့မရဘူးပေါ့လေ ငါတို့ကြီးပဲမာတယ်ငါတို့တလီလုံလိုက်တယ်ဆိုတဲ့ဟာမျိုးလေးမခိုင်ယူစိတ်ချဘူးအလူကြီးနဲ့ပေါင်းမလူကြီးကမကမှုကိုရှိတယ်ခိုင်မာမှုလေးကိုရှိတယ်သူကသူ့ရဲ့ဖြတ်တမ်းမှုတွေ့ကြုံဒီအဲ့ဒီပုံမှာသူသူ knowledge ရှိတယ်ပေါ့လေအဲအဲ့တော့ခိုင်မာတဲ့နေရာမှာလူကြီးတွေကိုမမီဘူးသို့သောတမ်မာတဲ့နေရာမှာလူငယ်တွေကိုမမီဘူးပေါ့အဲ့ဒီဟာဒီကျွန်တော်ကောင်းကောင်းပေါက်ဆန်တိုက်တော့ အာလုတ်ဖြစ်တယ်လုံငှအောင်မြင်တယ်အဲ့တော့ဒီနေ့ဒီချိန်ကလူငယ်တွေကိုပုံမမအာလူငယ်ရဲ့အာအီလူငယ်ရဲ့ဟိုတတိလူငယ်ရဲ့အသိဉာဏ်ပေါ့လေအဲ့ဒါတွေကိုကျွန်တော်တို့ဟိုတိတ်ချဟိုပြည်နယ်အတွက်လူထုအတွက်တောက်ချရမယ်ပေါ့လေဟိုလဟာတတ်လင်းမဖြစ်စေချင်ဘူးလူငယ်တွေကလေသိရမှာကလေခုနပြောသလိုဟိုတတိရှိတယ်ဟိုလှုပ်ရဲကန်ရဲတယ် ဆိုတော့ဇုလုံလုံလုံးလည်းမရဘူးဟိုဖြစ်တဲ့နယ်လုတ်တဲ့နယ်ဆိုတဲ့ဟာလေးစဉ်းစားမှာပေါ့လေဆိုတော့အဲ့တော့အာကျွန်တော်တို့လူငယ်တွေနဲ့အာတပိပိပို့အစီပြည်လာပဲနေရာလေးအာပေးရမယ့်တောင်းပေါ်ကကျွန်တော်တို့မှလေးဟိုရှိတယ်ပေါ့ဆိုတော့အခုလူငယ်မြို့သမီးတွေပေါ့လေခမင်းမြတ်ကအာကျွန်တော်တို့တွဲခေါ်ခြင်းတယ်သို့တော်ဘလူးဖြစ်လူငယ်လူကြီးကတော့စัจ ज ပဲအမြဲတမ်းဖြစ်နေကြပဲဒါတော့တမဝပဲပေါ့လေ အာလူကြီးရလေးစဉ်းစားပေးရမှာကအာသူပြောတဲ့ဟာဒီကဟိုအလုံးလည်းမမှန်နိုင်အောင်အလုံးလည်းမမှန်နိုင်ဘူးဟိုအဲ့ဒါတော့ကျွန်တော်တို့လူကြီးဖက်ရလေးစဉ်းစားရမှာပေါ့လေအဲ့တော့လူငယ်ဒီဒီနေ့လူငယ်ဒီအများများအများဖြစ်ပတ်လာတာအာကျွန်တော်ဒါကတော့ကျွန်တော်တို့ရဲ့လေခုနပြောတော့အတချစ်တွေလေးဟိုဖြစ်လာတော့ဟုတ်ဟုတ်အဲ့တော့ဒီ community ပြည်နယ်တဲကဒီတော်လန်ရေးအရွေကလည်းဒီလောက်ထိတွားနေတယ်ဆိုတာဒီအချက်ကအဓိကချက်ဖြစ်မှာနော်ဟုတ် ဟုတ်တယ်တိုက်ပြည်တစ်ခုမှာသဘောပြင်းတဲ့တစ်ခုမှာတော့အဓိကကအာဖစိအုပ်ချုပ်ဖို့ပဲလေအခြေခံမူပဲပေါ့ဆိုတော့ကျွန်တော်တို့ဒီဂရီနေပြည်မှာဟိုရှိတဲ့အခြေခံမူကလူတိုင်းအတွက်အသာချက်ဖြစ်ရမယ်အဲ့ဒီဟာကိုရအောင်မြင်နိုင်ကြတယ်ပေါ့လေအဲ့ဒီအခြေဟိုဒီအများအတွက်အကျိုးဖြစ်ထုံးစင်မဲ့အခြေခံမူတစ်ခုပေါ်လာပြီဆိုရင်အဲ့ဒီအချိန်မှာအလုံးဟိုဝင်ရုံလို့ ို့ပို့တော့ဟိုစိတ်ပြည့်တယ်ဗောလေအဲ့ဒါအခုကတော့ဒီဒီချစ်ခံမှုကတပြည့်ပြည့်နဲ့အာကောင်းလာတယ်ပြီးတော့ခိုင်မာမှုပို့ရှိလာတယ်ပြီးတော့ဟိုခုနလူကြီးလူငယ်လူထုအပဝေဗောလေတပြည့်ပြည့်နဲ့ကျွန်တော်တို့ရှေ့ကိုရွေ့ဟိုရွေ့တော့ရွေ့သွားနေတယ်အဲ့ဒါကျွန်တော်တို့ရဲ့အာဘယ်လိုဖြစ်ဖြစ်စီချင်တဲ့ဟာလေးလေဟိုဖြစ်တယ်ဗောအဲပြီးတော့လေဟိုဒီ အခုဒီတော်လိုင်းရေးမှာပေါ့နော်အဲဒီတော်လိုင်းမှာတော်လိုင်းအောင်မြင်မှုအတွက်ဆိုရင်ပေါ့နော်ဒီຫນွေဥတော်လိုင်းအဲမြင်မြန်ဆန်းဆန်းပေါ့နော်အောင်မြင်နိုင်ဖို့အဲပြီးတော့အဲခုနလိုမျိုးအဲလူငယ်လူကြီးစုပေါင်းအားနေပေါ့နော်တွားမယ်ဆိုရင်တေချာပေါ့တော့အောင်မြင်မယ်ဒါပေမဲ့အချားရှူတောင်းတစ်ခုအနေနဲ့ပေါ့နော်မြင်မြန်အောင်မြင်နိုင်ဖို့အတွက်ဆိုရင်ဒိုင်းပြည်လုံးအနေနဲ့ခြေခံကြတဲ့အချက်ဆိုရင်ဖိုးအမြင်ပေါ့အဲဘယ်လိုဘယ်လိုဟာမျိုးလို့ကိုယူဆတယ်အာကျွန်တော်တို့ပြည်နယ်တစ်ခုတည်း ဘယ်လူလတ်လို့မရဘူးအောက်လို့လည်းမဖြစ်ဘူးဘာဖြစ်လို့ကျွန်တော်တို့ခြေခံထားတာဖက်ဒရယ်ပြည်တော်စုကြီးပေါ့နော်ဆိုတော့အခုဒီနိုင်ငံတစ်ခုလုံးမှာဟိုရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းပဲပြောနိုင်ငံကြီးအဖွဲ့အစည်းပဲပြောအဲ့ဒီဟာကတူညီတဲ့အာခါယူချက်တွေရွေချက်တွေလည်းရှိကြတယ်သို့တော့ဒီနိုင်ငံကြီးရဲ့ခါယူချက်တွေကဟိုတချို့တွေကကွဲလွဲတယ်ပေါ့လေဟုတ် ဲ့ဒါတွေကျွန်တော်တို့စူးစီးနေဖို့စူးစီးဖို့လုပ်မယ်အာခုနပြောသလိုပဲပေါ့ခိုင်မာတဲ့အခြေခံမှုတစ်ခုကအရေးကြီးဆုံးပဲဒါကတော့နိုင်ငံရေးဘိုင်းပေါ့နော်ဒီအခုကျွန်တော်တို့ဒီတောင်းလိုင်းများများအောင်မြင်ဖို့ဆိုတာအာကျွန်တော်တို့နိုင်ငံရေးဖဲ့ကိုတော့ကျူပြထားရမယ်ဒီအဓိကလုပ်နေတာအခုစီရေးပေါ့လေပထမစီရေးစီရေးအရကျွန်တော်တို့ကလက်နဲ့ကြိုင်ပြီးမတော်လာနေပြီဆိုတော့စီရေးက ဒီထက်အတလန်အောင်ဆိုရင်ဥမာပြည်နယ်ထဲမှာရှိတဲ့အဖွဲ့အစည်းတွေကတတ်တခုတည်းဖြစ်ဖို့လိုတယ်အမိတ်တခုတည်းအောက်ကနေတွားဖို့လိုတယ်ပြီးတော့နောက်ပြည်နယ်တခုနဲ့တခုဒီလက်နဲ့ကန်တဲ့ဟိုအဖွဲ့အစည်းတွေအားလုံးပေါ့လေလူတိုင်းကဒီစုစည်းမှုကအရေးကြီးဆုံးပဲဟုတ်အဲသူကမိတ်ပေးလဲဟိုတဖွဲ့ကဟိုနားလဲဆက်တူဖြစ်ပေါ့လေအဲ့လိုမျိုးလုံနေရတော့လုံငါကမအောင်ဘူးအဲ့တော့အာဒီအကြီးဆုံးဆိုတော့အခုလောလောဆယ်ပေါ့လေ ထားပါတော့ဒီ AUG ရှိမယ် AUCC ရှိမယ် AUG အောက်မှာဌာနတွေရှိတယ်ဆိုတော့ကကွယ်ဌာနဘူအချွေဌာနပြည်ထေဌာနတို့ရှိတော့အဲ့ဒါတွေကဟိုတပြင်းညီဒီဒီတောင်လိုင်းအဖွဲ့စည်းဟောင်းနေပေါ့လေဒီတိုင်းသားအဖွဲ့စည်းဒီနေ့လဲတည်ချာညင်နိုင်ဖို့လိုတယ်ဥမာစီရဲ့မိတ်ပေးတာကတတိုင်းဒီပြည်လောက်ကတခုတည်းရှိအကောင်းဆုံးပေါ့လေဒါမှတန်လီပို့ပို့ထိရောက်မယ်မမြန်လေးအောင်မြင်မယ်ဟိုကျွန်တော်တို့ တယောက်တစ်မျိုးစီလုံနေသူကတိုက်လဲသူကနားလိုက်ဆိုတော့ဟိုအောင်မြင်မှာမဟုတ်ဘူးအကောင်းဆုံးကတော့ဒီတဟိုစီရီစီရနဲ့ပတ်သက်လိုက် အမိတ်ညချက်ချက်ကတခုတည်းကနေလာရအကောင်းဆုံးပဲဟိုအားလုံးကလေဒါဒီတိတော့တိထားချက်ပြီးသားပဲသို့တော့လူကိုနိုင်ကဟိုအတွဲမမိကြသေးဘူးအဓိကဒီစီဖြစ်နိုင်ငံရေးဖြစ်အတွဲမိနေချက်ဘူးလို့လေအာတမိတ် ဲတိတတသမိတ်ပေါ့လေအဲ့ဒါဒီဟိုရှိမတ်တလေးဒီစီရကဟိုအများဆုံးအောင်မြင်တယ်อืมဒီစီပီမနောက်နိုင်ငံရေးတွေကတူတူပြတ်သွားလို့ရတယ်အာကျွန်တော်တို့ကပန္နမဆိုစီရအောင်မြင်ရမယ်အခုဒုက္ခစီရရောက်နေတဲ့လူထုတွေကိုကြည့်ဖို့ကလည်းရေးကြည့်တယ်ဒီချိန်တုန်းကလူထုတွေတောင်းကိုကြည့်ပြီလေဟုတ်လူထုတရလောက်ကဟိုဟိုတောင်းနေတွေဖြတ်ပြီး ရှိသမျှငါတို့ပေးမယ်သူကပျောက်တတ်ပြီအခုက၃နှစ်ကျော်လာပြီဟုတ်အာကျွန်တော်တို့ကလူထုကိုလေးပျက်စီးမှခက်ခွဲဖို့ပြအာပျက်စီးဖို့အချိန်ရောက်လာပြီဆိုတော့ပနမစီရဲ့မြန်ဆိုးဖြတ်ရမယ်အဲ့ဒီဖြတ်နိုင်ဖို့ကလေဟိုတစ်ဖက်တစ်စီးတနေထဲကနေညွချမှုအမိတ်စစ်စစ်မှုကရှိနေဖို့လိုတယ်ဒုတိယချက်လူထုရဲ့ဒီဒုတ်ခါရမှုကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့စည်းတရားတစ်ခါပြကြည့်ရအောင်လက်နဲ့ကြိုင်လက်ဒိုင် လူတိုင်းကလူထုလေးအာပြည့်စုံဖို့လိုလာပြီပေါ့လေအဲ့ဒါကဒုတိယရည်ကြီးဆုံးလူထုကြည့်ဖို့ဆိုတာစီမခခွဲဖို့ပေါ့လေအဲ့ဒါတွေရည်ကြီးပါတယ်ဒါမှလူထုကလေကိုယ်ဆက်ပြီးမှအပိနေမယ်ထောက်ခံနေမယ်ဆိုတော့ဟိုဒါမှတော်လိုင်းရေးကမြများအာဖြစ်ထုံးလဲမယ်ဟုတ်ဟုတ်ဟိုကျေးဇူးအများကြီးတင်ပါတယ်ဟိုအဲအခုအချိန်ပေးပြီးတော့ပြောပြတာတွေရောပေါ့နော် ပြီးတော့အခုချိန်အထိ ကျွန်မရေးချင်းနေကြရရမှာပေါ့နော်အခုချိန်ထိဒီဒေါ်လာရင်းအတွက်ရည်တည်ပေးနေရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်ကျွန်မရေးလည်းကိစ္စရပါဘူးဟုတ်ကဲ့ကဲ့ကျေးဇူးပါဟုတ်ဟုတ်မင်းသားတော့လူမြေတွေကိုအပ်ကျွန်တော်တို့ကလည်းအပ်ပြီးခြင်းနဲ့အားလည်းအကူတယ်ပေါ့လေဟုတ်ဟုတ်ဟုတ်လူထုကိုလည်းအာအမားတော့လူထုအဓိကကြတယ်ပေါ့ဟုတ်ဟုတ်တောင်လိုင်းတစ်ခုကလူထုမပါဘဲနဲ့ကတော့မအောင်မြင်နိုင်ဘူးဟုတ်အဖွဲ့စည်းတစ်ခုကလူထုထောက်ခံမှတ်တယ်ရည်တည်နိုင်တယ်လေဟုတ်ဟုတ်ဟုတ်အဲတော့လူထုကိုလည်း အာတောက်ဆူရမှာပေါ့ဟုတ်ဒီခါကြဖို့လဲပြောရမယ်နောက်ဒီထဲမှာလေးဆက်ထောက်ခါပေးဖို့လဲဟိုကျွန်တော်လူထုလဲကိုယ်ညောင်းအောင်အတင်းထားဖို့ပေါ့နော်ဟုတ်ပါဘူးအတင်းထားဖို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးကျေးဇူးဟုတ်ဟုတ်โอเค